အဲ့ဒီမှာတတိထားမှာကကျွန်တော်တို့ပါလီမန်ဒီမိုကရေစီခေတ်49ဖွဲ့စည်းပုံကိုဖျက်ပြီးတော့တော်လှန်ရေးကောင်စီတက်တော့ဗာစနစ်ကိုအုံမြင့်ချလဲဆိုရှယ်လစ်စနစ်ကိုအုံမြင့်ချတယ်နော်အခုလဲ2008ဖွဲ့စည်းပုံကိုမဖျက်ဖဲနဲ့ဗာစနစ်ကိုအုံမြင့်ချလဲဖက်ဒရယ်စနစ်ကိုအုံမြင့်ချတယ်တေချာကြည့်နော်အိုးစားနဝတနာဘာခေတ်တုန်းကပါတီစုံဒီမိုကရေစီစနစ်ကိုအုံမြင့်ချတယ် တော်လိုင်းကောင်စီတို့ကဆိုရှယ်လစ်စနစ်ကိုအုံမြင့်ချတော့84ဖွဲ့စည်းပုံဆိုရှယ်လစ်ဖွဲ့စည်းပုံထွက်တယ်ကျွန်တော်တို့ဒီနဝရနာဘခင်မှာကျွန်တော်ဒီမျိုးသားညီလာခံကြီးပါပြီးတော့ပါတီစိုဒီမိုကရေစီစနစ်ကိုစနစ်ချတော့2008ထွက်တယ်အခုနတ်ဆက်ကခင်မှာ2008ကိုအခြေခံပြီးတော့ပြန်ပြင်ဖို့ကြိုးစားတယ်53ချက်ပြင်ဖို့စီစဉ်ပြီးသွားပြီလွတ်တော်ပေါ်ရင်ပြင်ရမယ်53ချက်တက်မတော်က အကုန်လုံးတိုင်းရင်းသားတွေနဲ့လက်နက်ကိုင်တွေနဲ့တော့ပါတီပေါင်း82ပါတီနဲ့ပူပေါင်းပြီးတော့ဖွဲ့စည်းပုံကို53ချက် ပြင်ဖို့စီစဉ်ပြီးသွားပြီလွှတ်တော်တိုင်အားလုံးပြင်ကြရမယ်အဲ့တော့ဘယ်စနစ်ကိုဆက်ပြီးတော့အုံမြင့်ချလဲဖက်ဒရယ်စနစ်ကိုနာဆာကအစိုးရကအခုအုံမြင့်ချထားပါတယ်ဒါဆိုကျွန်တော်တို့ကြည့်ကြည့်လိုက်ကျွန်တော်မြန်မာတမိုင်းမှာအယက်သားအစိုးရတွေကဘာမှတုံးစားမရဘူး တေချာကြည့်ရင်နော်ဥသိမ်းစဉ်အစိုးရတစ်ခုပဲကောင်းကောင်းသုံးစားခဲ့လို့ရတယ်မဇလာခေရ80လင်းပေါ်စီဖို့အောင်မလေးကောင်းကောင်းသုံးစားလို့မရအောင်အနာရီယူကြတယ်မတိငိမ်မထိမ့်သိမ့်နိုင်ကြဘူးတင်းညောင်မလုံးနိုင်ကြဘူးတမ်းမတော်ကပဲအရွေးတစ်ခုပြန်သွားရတယ်အဲ့ဒီစနစ်ကိုမကြိုက်ပါဘူးလို့អော်ကြလို့ဘာဖြစ်လဲအဲ့ဒီပါတီပါတီတွေရဲ့စိတ်တိုင်းကြစနစ်အစ်စ်တွေကိုပြန်ပြန်ပြီးတော့အုပ်မြင့်ပြန်ပြန်ချရတယ်နော် အခုလက်တိုင်းသားတွေကអော်တယ်ဖက်ဒရယ်လိုချင်ပါတယ်ဆိုလို့ဖက်ဒရယ်ကိုအခြေခံတဲ့2008တဲမှာလဲဖက်ဒရယ်ဝုဒေသတွေပါတယ်ဗျအအရင်တော့ပါတာ9ချက်လောက်ပဲပါတယ်ဆိုအခု6ချက်လောက်ဖြစ်သွားအောင်လို့အဲအဲ့ဒီလိုဖွဲ့စည်းပုံကို53ချက်ပြင်ပြီးသွားပြီအဲ့တော့တေချာကြည့်လို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာအရွေးတခုကိုဥဆောင်နေတာကကျွန်တော်ပြည်သူတွေကိုစားပြုတဲ့အယက်သားတွေမဟုတ်ဘဲနဲ့တမရော့ကပဲအရွေးတခုကိုအမြဲတမ်းထိန်းချောင်းပြီးအမြဲတမ်းဥဆောင်ပြီးသွားနေရတာက မှားနေတယ်နော်ခင်ဗျားတို့တကယ်ဆိုကျွန်တော်ပြည်သူတွေတင်တဲ့သူတွေကပဲအရေးချင်းရှိရမှာထိန်းချောင်းနိုင်ရမှာကျွန်တော်တင်တဲ့ပြည်သူတွေတင်တဲ့ပြည်သူအစိုးရတွေကောင်းကောင်းမထိန်းချောင်းနိုင်ဘူး၄၀ပွဲစီကိုအောက်မှာလဲဖတ်ဆက်လဟိုဖတ်ဆက်ပလတ်ခေလွတ်လပ်ဆရပြီးတော့လဲဦးနုတို့ဆက်ရှင်တိုက်တို့ကောင်းကောင်းမထိန်းချောင်းနိုင်ဘူးဦးနေဝင်းကြီးကိုလွှဲရတယ်နောက်တခါဦးနေဝင်းကနေပြီးတော့ထပ်ပြီးတော်လိုင်းကောင်စီကနေဆိုရှယ်လစ်အုပ်မြင့်ချပြန်တော့လေဆိုရှယ်လစ်ခင်မှာလည်းပဲအစင်မပြေကြပြန်ဘူး 88အရေးခင်းကြီးပါပေါ်ပြီးတော့မြေပေါ်မြေအောက်ကွန်မြူနစ်တွေနဲ့ပေါင်းပြီးတော့ចောင်းသားအထိကယုံမဖြစ်ဖြစ်အောင်လုပ်ပြီးတော့84ဖွဲ့စည်းပုံကိုဖျက်လိုက်တယ်။ပြန်ပြီးတော့အာဏာပြန်ထင်းရတယ်။စနစ်ကိုပြန်ပြီးတော့အစ်စ်ပြန်သွားရတယ်။စဉ်းစားချိန်တန်းနေနော်စဉ်းစားချိန်တန်းနေကျွန်တော်တို့နိုင်ငံသားတွေဒါကကျွန်တော်ကခစ်ချောက်ခစ်ကိုကျွန်တော်ကအချင်းလေးပြောပေးတာနော်ခစ်ချောက်ခစ်ကိုအချင်းလေးပြောပေးတာဒီမှာရေးတယ် ျွန်တော်ဒီမှာလဲတင်တယ်ဟောတစ်တော့မှာလဲတင်တယ်ခင်ဗျားတို့ကိုးမှန်လေးပါလေးဖတ်တော့အခုချိန်ဒီဦးနေဝင်းဓာတ်ပုံကြီးပိုက်ပြီးတော့တေသွားတဲ့သူတွေအများကြီးပြီးခဲ့တဲ့လပဲဦးနေမှာတာကေတမှာဦးနေဝင်းရဲ့ဓာတ်ပုံပိုက်ပြီးတော့သူ့သမီးကလာပြောတယ်ကိုကျိန်းနဲ့ကျမအဖေရဲ့ဦးနေဝင်းရဲ့ဓာတ်ပုံကြီးကိုအမြဲမတိခင်နေရတယ်ကြည်ပြီးတော့ပဲတေတော့လေအဲ့ဒီပုံကြီးပိုက်ပြီးတေသွားတယ်တဲ့ဟာအဲ့ဒါအခုဘေးလို့အခုလိုချင်နေလို့ဆိုမပေးနိုင်ပါဘူးတဲ့ဂျာကျမအဖေအမွေတဲ့ ကဲဗျာဥနေဝင်ရဓာတ်ပုံပိုက်ပြီးသေသွားတယ်ခင်ဗျားတို့ကဥနေဝင်မကောင်းမကောင်းပြောနေတာအောက်ခြေစင်းရဲသားတွေကဥနေဝင်သဘောကျတယ်ဥနေဝင်သဘောကျတာခင်ဗျားတို့လူမြေပေါ်မြေအောက် UG OG အောက်တန်းသားတွေကဥနေဝင်သဘောမကျတာမရေးနေတာတွေ့လားဥနေဝင်ကိုမိခဲ့တယ်တိတ်ကောင်းတယ်တဲ့နေရမရတဲ့ကောင်တွေကိုကောလာဟာလာတွေလွှင့်ပြီးတိုင်းမျိုးဖျက်နေကြတာတဲ့နော် ခင်ဗျားတို့စာလေးပါလေးဖတ်သူများတွေပြောစကားမယုံနဲ့ကျုပ်ပြောတာလေခင်ဗျားတို့မယုံနဲ့ယုံပါလို့မပြောဘူးလေးလားဟာဒီကောင်ဂျေးကြုံလင်ပြောတာဟုတ်လားဖြစ်နိုင်လားငါတို့ဘာမှနေလဲငါတို့တည်ရောက်စားတခုသူပြောတာတခုဒါဆိုရင်တော့ငါတို့နိုင်ငံတော်ကိုရှေ့ရှုပြီးတော့သူပြောတာတွေကမှားလားမှားလားငါတို့လေးလာဖို့လိုရဲဆိုဒီအတွေးလေးကိုဝင်စေခြင်းနဲ့ခင်ဗျားတို့